ဗဟိုဘဏ်က CMD ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ24သိန်းကျော်ကိုနိုဝင်ဘာလ9ရက်နေ့ကထပ်မံရောင်းချခဲ့ပါတယ်။ဗဟိုဘဏ်က CMD ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ17သိန်းကျော်ကို၎င်းစတောင်းစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာဒေါ်လာ9000ခွဲကျော်ကို၎င်းအော်တိုဘန်လ31ရက်ကထပ်မံရောင်းချခဲ့ပါတယ်။ ရင်းနှီး FA trading နဲ့ပေါင်းသက်စေတမည်ဩဇာကတ္တရာဈေးဝါနှင့်ဈေးဝါကုန်ကြမ်းပစ္စည်းစမှုကုန်ကြမ်းပစ္စည်းစောက်လုပ်ရေးပစ္စည်းတန့်စင်တကြားကားဆိုင်ကယ်အပူပစ္စည်းဆက်သွယ်ရေးပစ္စည်းလိမ့်စံအစာ ထုတ်ပိုးပစ္စည်းများတမဏီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းများစားသုံးကုန်စီတင်သွင်းတဲ့ importer များမှနိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်းသိရပါတယ်ဘူဗန်က CMD ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့သွားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ ိန်90ကျော်ကို၎င်းအော်တိုဘာလ30ရက်နေ့ကထပ်မံရောင်းချခဲ့ပါတယ်ဂျင်းနေ FA trading နဲ့ပူသက်စီဓမြဩဇာပလတ်စတစ်ကတရာဆေးဝါးနဲ့ဆေးဝါးပစ္စည်းဝါကုန်ကြမ်းပစ္စည်းစက်မှုကုန်ကြမ်းစောက်လုပ်ရေးပစ္စည်းတန့်စင်တကြကားဆိုင်ကယ်ပူပစ္စည်းဆက်သွယ်ရေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတံမဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများဆက်သွယ်ရေးပစ္စည်းလူသုံးကုန်ပစ္စည်းစားသုံးကုန်စီတင်သွင်းတဲ့အင်ပူတာများမှနိုင်ငံခြားငွေရရှိခဲ့ကြောင်းသိရပါတယ်။